အားလုံးပဲမင်္ဂလာညနေပါဒီနေ့ညကျွန်တော်တင်ဆက်ပေးမယ့်ဇလန်းလေးရဲ့နာမည်ကတော့စာရေးချက်အောင်မြတ်သူကြီးရဲ့ရွှေကြောက်ကူတမိုင်းနဲ့လူငယ်သုံးယောက်ဆုံတောင်းမှုဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဒီဇလန်းလေးကဆိုရင်အသက်ဆုံးမှရှိတဲ့လူငယ်လေးရေးထားတာမလို့အမားပါရင်ခွင့်လွှတ်ပေးပါရန်မိတ္တရက်ခံအပ်ပါတယ်ခင်ဗျာဒါဆိုဇလန်းလေးကိုဆက်လိုက်ရအောင်နော်စောင်းဝင်ငါးစားမလို့ကျွန်တော်လည်းပြင်းပြင်းရှိတာနဲ့ရင်နွေးချမ်းလေးထိုင်တောက်နေပါကျွန်တော် channel ကိုပြည့်စုံရောက်လာတယ် ပြည့်စံဆိုတာကတော့ကျွန်တော်ဇလန်းထဲမှာပါဝင်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။အားပြည့်စံလာကွာရှင်နေချမ်းလေးလာတော့ကိုသိခါတော့ဇိုင်ခံလိုက်တယ်နော်။မဟုတ်ပါဘူးပြည့်စံရဇာတိဥဥကလည်းအေးတော့ပြင်းပြင်းရှိရတယ်ရှင်နေချမ်းတောက်နေတာကွာ။ဒါနဲ့ပြည့်စံတက်ခိုင်တယောက်မမြင်ပါလား။ဒီရက်ပိုင်းအဲ့ကောင်တော်တော်ပြောက်နေ။ဟုတ်တယ်ကိုသိခါရတက်ခိုင်ရန်ကုန်တက်သွားတာ9လလောက်ရှိပြီ။ ဒါကြောင့်ထင်တယ်ငါ့အိမ်ဘက်တော့မရောက်တတ်ကြဘူးဟာကိုဗီချန်လေးရောက်နေတာအော်တက်ခါမင်းတော်တော်တက်ရှိအောင်မနော်ခုပဲမင်းကြောင့်ပြောနေတာပေါ့ဒါနဲ့ဘယ်နေ့ကပြန်ရောက်တာတော့တက်ခါခုပဲရောက်တာကြောက်ရောက်ခြင်းပဲကိစ္စလေးတခုရှိတာနဲ့ကိုတိတ်ကရှိလာခဲ့တာပဲဘာကြောင့်များတော့တက်ခါငါလည်းပြောပါဦးကွာမင်းဟာ ဒီလိုပါဗျကိုသိခါနဲ့ကိုပြီးဆင်ရကျွန်တော်ရန်ကုန်မှာကျွန်တော်မိတ်ဆွေတငယ်မိန်းကလေးများနဲ့တွေ့ခဲ့တယ်သူတို့ကတောင်ပိုင်းဒေသကိုတောလဲသွားခြင်းလို့ကိုသိခါကိုလမ်းပြခေါ်ခြင်းလို့ကိုသိခါတဘောကဘလို့ရှိတယ်ဗျငါတဘောကတော့မိန်းကလေးတွေနဲ့တောလဲမသွားခြင်းဘူးဘာလို့ဆိုမိန်းကလေးတွေကစီကန်းနေပါလေလိုင်းနာခြင်းမှာလိုင်းနာဒါကြောင့်ပါမိမိတ်ဆွေဆိုတော့လေလိုက်ပြရမှာပေါ့ ပြည့်ရှင်မင်းတဘောရောဘလို့ရှိလဲကိုတိတ်ခါနဲ့လက်တွဲရမယ်ဆိုရင်နည်းပြမကလို့နှက်ပြည်လည်းတက်ရဲတယ်။အော်ဒါနဲ့တက်ခတ်မင်းရောငါတို့နဲ့လိုက်မှာလားကျွန်တော်တို့တော်ရောကတွေးတောင်းညီကိုလိုပဲလိုက်ရမှာပေါ့ဗျာဒါဆိုကျွန်တော်သူတို့ကိုမနှက်ပြမနှက်ကိုတိတ်ခါနဲ့လာတွေ့ခိုင်းလဲမနော်အေးကောင်းတာပဲလောက်ကိစ္စလည်းပြီးပြီဆိုတော့ကျွန်တော်ပါတဲ့အရင်လေးတောက်လိုက်ကြရအောင် เจ้าหญิงในแท้มาก็ไอ้เจ้าหญิงอ่ะก้าวลงมั้ยกว่าฉันเนี่ยอชุนห่อไล่တော့ต้อยอลงวะลงก้วยอย่างยีได้จ้ะတော့เราต้อยอเลยเย่ตอกไล่จ้ะนะโมชุ่มมาพี่เฉินเนี่ยตะไก่เปลี่ยนตัวจ้ะฉันเนี่ยยักกะลีก็ถุยนี่တော့ไอ้ฉินไอ้ฉินไอ้ฉินไปปอกล่ะลูกไอ้ฉะไล่တော့กูตึกขะหิงกูตึกขะซ้อๆซีตะไก่อ๋อไอ้นี่ไปลาดากูลาๆๆตะไก่ ဒါကျွန်တော်ပြောနေကြဖြစ်တဲ့ကျွန်တော်မင်းကလေးမိတ်ဆွေလေးဗျာနင်းဒါတော့ငါပြောနေကြကိုသိက္ခဆိုတာပဲတွေ့ရတာဝမ်းသာပါတယ်ကိုသိက္ခကျမနမရနင်းမှာတွေ့ရတာဝမ်းသာပါတယ်နင်းကျွန်တော်ကတော့သိက္ခပါကိုတက်ခိုင်ပြောလို့ကိုသိက္ခအကြောင်းတော်တော်များများသိပြီးပါပြီရှင်အစားကတော့အသားမဲမဲလို့ထင်နေတာခုကျတော့မင်းသားတော်ရှုံးပြီးတော့ရတယ်နော်ဩမနေ့ကတော့မြောက်နေပြန်ပြီဗျာ ျွန်တော်လည်းမြောက်တာကြိုက်တော့မြောက်စီဗျာတော်ကြမိုးပေါ်တက်သွားမှတော်လည်းမလိုက်ပြီးနိုင်တော့မသိတော့ဟာကိုသိခါတော့လောက်ပြီးလက်ကဆရပါဗျာဒါနဲ့မနေမနေတော့ဘယ်နေ့လောက်သွားချင်တယ်လဲတစ္ဆာဘယ်နေ့လောက်သွားမလဲအော်မေ့နေလိုက်တာဒီတောင်းနမရတဲ့တစ္ဆာတဲ့ဥပကတယောက်ကတော့ပိုးဖြစ်ဥပအစုံကတယောက်ကတော့ခရီးတဲ့ ဒါကတော့ကျွန်တော်တို့ရဲ့အငယ်ဆုံးသူနဲ့မိရတဲ့ရွှေရုပ်ဟုတ်ကဲ့ပါတွေ့ရတာဝမ်းသာပါကျမတို့မနက်ဖြန်မြန်မနက်ဖြန်မနက်လောက်ခီးထွက်မယ်စင်ပြီလားကိုတိခတ်ဟောစင်ပြီပါတယ်မတစ္ဆာစင်ပြီပါတယ်ဒါနဲ့တက်ခတ်မင်းပြန်ရင်ပြေးပြေးရှင်ကိုပြောလိုက်ပါမတို့မနက်ဖြန်မနက်ခီးထွက်မယ်လို့လက်နဲ့ပြေးဆုံးရိတ်ခါပြေးဆုံးယူပြီးလာခဲ့ပါလို့ငါအိမ်ပြောလိုက်ပါနော် ဟုတ်ကဲ့ပါကိုတိခါကျွန်တော်ပြောလိုက်ပါအေးကောင်းပြီတက်ခါအော်ဒါနဲ့တက်ခါမတ်သက်စာရုပ်ပဲကမှအဲမှာဟုတ်အော်ကျမတို့ကကျမတို့မိတ်ဆွေရှိပါတယ်ဒီနာစုကျွေးရမှာကျမတို့မိတ်ဆွေဥတင်လှန်တဲ့အိမ်မှာကျမတို့တဲမှာဖြစ်ပါတယ်တဲမှာပါရှင်အော်ဟုတ်ပါပြီဒါဆိုလည်းကျွန်တော်တို့မနေ့ဖက်မနေ့ဖြီးထွက်ကြရအောင်ကောင်းပါပြီကိုတိခါ နောက်တစ်နေ့မနေ့ရောက်တော့ကျွန်တော်တို့တစ်ဖွဲ့လုံးတော်ဝိုင်းဒေသကြီးကိုထွက်ခဲ့ကြတယ်။ဟောတာနဲ့မနေ့တော်တဲ့ရောက်ရင်ကျွန်တော်စကားတော့နားထောင်။တော်မောက်တာတို့တော်ချတာတို့ဖြစ်တတ်လို့ဖြစ်တတ်လို့ပဲ။ဆရာလောက်တယ်လို့တော့မထင်ပါနဲ့။ကျွတင်သတိပြီးသားပါ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါကိုတိတ်ခတ်။ကျမတို့ဘကအမားတစ်ခုမှမလုပ်စီရတော့ဘူး။ကျမတောင်းဝင်ယူပါ။ကဲအားလုံးပဲ။လမ်းလျှောက်လာတာလည်းကြာပြီဆိုတော့ဒီနားမှာပဲခဏနားလိုက်ရအောင်။တက်ခိုင်နေပြီရှင်။ဒါနဲ့ခဏလိုက်ခဲ့။ တက်ခိုင်မင်းငါတာဝန်တစ်ခုပေးတယ်ရှိတယ်ဘာတာဝန်တော့ကိုသိခိုင်ရသူတို့ပါကိစ္စနဲ့လာတာဆိုတာငါလည်းမသိမင်းလည်းမသိပြည့်ရှင်ပြည့်ရှင်လည်းမသိဘူးအဲကြောင့်မင်းငါ့ကိုအကြောင်းရင်းလေးတစ်ခုတော့စုံစမ်းမိဘူးဘလို့စုံစမ်းမိရမှာလဲကိုသိခိုင်မင်းကအငယ်ဆုံးဖြစ်တဲ့ရှေးဥနာကိုကတ်ကွာရှေးဥနာမှာဆုံးတယ်။ဟာကိုတိတ်ခါကလည်း ခုချိန်မှာစုံစမ်းရင်ကျွန်တော်တို့ကရွာပြန်ရမှာအာငတောင်းတက်ခိုင်းကိုတိတ်ခပြောတာကမင်းကလေးတွေစီမှာစုံစမ်းခိုင်းတာကိုပြောတာပြည့်ရှင်ဝင်ပြောတာမင်းကဒီထက်မှအငယ်ဆုံးဆိုတော့ရွှေရုံနာကိုချင်းကပ်ကွာဟာကိုပြည့်ရှင်ကလည်းကျွန်တော်ကမိန်းမတွေနဲ့ပတ်မပတ်သက်တာတည်ရတာလို့ပြောဒါတော့ဒါပေါ့ကွာတိတ်ခကတောင်းဝင်ပေးနေပြီပဲ ဒါဆိုလည်းပြီးရောဗျာကျုပ်သွားတော့တက်ခါရကျွန်တော်တို့နှစ်ယောက်ကိုမကျင်မနှက်နဲ့ထွက်သွားတော့တယ်ကိုသိခါရေအောင်မြင်ပြီနော်ဒီလိုမိမတွေလည်းမပတ်သချင်တဲ့ကောင်ကျုပ်ကတော့ကြောက်တွန်းလိုက်ပြီပြုပြီးရှင်ကျွန်တော်ကိုပြောလာတာလေဘယ်လိုလဲဆက်ဖြစ်မလဲဆိုတော့တွေးပြီးကြီးကျင်လိုက်တာဗျာအေးဒီမှာမိကြီးချင်းနဲ့မင်းလက်ခရီးကိုချင်းခဲ့ရမယ် ဗျာဟာအဲ့ဒါတော့မလုပ်ပါနဲ့ကိုသိခါရာမရဘူးပြည့်ရှင်သူတို့ပါကစ္စတန်လာကြတော့လည်းတိအောင်လုပ်အောင်ချင်းကပ်မယ်အားလဲဟိုတုံးရောက်ကိုချင်းကပ်ရမှာသူတို့အဖွဲ့ထဲမှာဘယ်သူကခေါင်းဆောင်လဲမသိသေးဘူးဒါကြောင့်အကုန်ချင်းကပ်မအကုန်ချင်းကပ်မရမှာကောင်းပါပြီဗျာကိုသိခါကောင်းလို့စီစဉ်လာပဲလက်ခံကြရမယ်အေးအေးအေးကဲအားလုံးပဲ ကျွန်တော်တို့ခဏတည်းပြောနားပြီးဆိုတော့ခီးဆက်ကြရအောင်ကျွန်တော်လည်းပြောပြီးကျွန်တော်တို့အားလုံးခီးဆက်ခဲ့ကြအမလေးကျွန်တော်လည်းမင်္ဂလိတယောက်အော်တန်ကြလို့နောက်လည်းကြည့်လိုက်တော့တက်ခိုင်ကမူဝေးတကောင်ရဲ့လယ်ဘင်းကိုတန်းတန်းညှစ်ထားတာတွေ့လိုက်ရတယ်ကျွန်တော်လည်းထိတ်ထိတ်ပြပြဖြစ်ပြီးတက်ခိုင်တက်ခိုင်မလုံနဲ့တက်ခိုင်ကလာပြီကျွန်တော်တို့တော့မူဘွေးကိုတွေ့ပြီးကြောက်ငင်းနေတယ်ပြည့်ရှင်ကလည်းကျွန်တော်နောက်ကိုလိုက်လာခဲ့တယ် ျွန်တော်လည်းတက်ခိုင်နားရောက်တော့တက်ခိုင်ညှစ်ထားလို့မျက်မျက်ဝဲရှိတဲ့မူရဲ့လက်ပင်ကိုအတင်းပါတဲ့ဓာတ်နဲ့ဖျက်ချလိုက်ခုနကအော်လိုက်တဲ့မင်းကလေးကိုကြည့်လိုက်တော့ရွှေဥဖင်းနေတာတွေ့ရတယ်တက်ခိုင်ဘလို့ဖြစ်တာလဲကံကောင်းလို့ပေါ့ကိုတိတ်ခိုင်ရမူဘေးကရွှေဥကိုဘယ်တော့တည်းကချောင်းနေလည်းမသိဘူးပြရွှေဥမွေနှာရောက်တာနဲ့တန်းပေါက်မလို့ကျွန်တော်လည်းတွေ့တာနဲ့မွေကိုခုံပြီးမိရဆန်းလိုက်တာ ကံကောင်းကျင်တော့ဘူဘွေးရဲ့ကောင်းဖြစ်နေတာကျေးဇူးတင်ပါတယ်ကိုတက်ခိုင်ကျမကိုအခုလိုကူညီပေးလို့ရှားပါလေရှူရကျွန်ုပ်ကတခီးသေးသွားနေရလူတွေဖြစ်နေခီးလည်းမနှောင့်နှေးခြင်းလို့ဘယ်သူမှလည်းအနေနဲ့မဖြစ်စင်လို့ကူညီလိုက်တာပါဘလိုပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်ကိုတက်ခိုင်ကောင်းပါပြီခဏလောက်နားလိုက်ပါဦးရှေးဟုတ်မင်းကိုကြည့်ရတာကြောက်ပြီးတိမမရဘူးဟုတ် ဒါဆိုကျွန်မခဏနားလိုက်အောင်ကျွန်တော်တို့တော်ရစကားပြောနေချင်းရှေးရောရောလာပြီးတက်ခိုင်တယ်ပြောနေချင်းဖြစ်တယ်တက်ခိုင်ကတော့ဆုံနေပြီဟိတ်ပြည့်ရှင်ကစောင်းလာလိုက်တော့တော်ပါပြည့်ရှင်ရာကုညီချင်းအောင်ပါဘာစိတ်မှမရှိတော့ဟောလို့လာတက်ခိုင်ခွေးမာလာပြည့်ရှင်ကဲ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 တော်ကြပါတော့မင်းတို့နှစ်ကောင်ကလည်းတွေ့တာနဲ့ကြိုက်မယ်ဆိုတာကြီးပဲဒီကောင်ကခွေးစိတ်ပေါက်နေတာဘူးကဲတက်ခိုင်ဒီလောက်ပြောနေတဲ့ကြားကညနေလဲစောင်းပြီဆိုတော့မင်းတို့ မင်းတို့ကတော့ခရီးထမ်းဆက်တော့ဘူးဒီညဒီမှာပဲလာကြမယ်မိမွေးဖို့ထင်းလို့တယ်တက်ခိုင်မင်းကထင်းသွားရှက်ပြည့်ရှက်မင်းကိုရေသွားရှက်အမင်းကရေသွားရှက်ကျွန်တော်လည်းမင်းကလေးတွေအိပ်ဖို့တဲဆောက်ပြီးလိုက်အောင်ဟာကိုသိခါကလည်းကျောက်တို့လည်းဒီတိုင်းပဲအိပ်မှာသူတို့လည်းဒီတိုင်းပဲအိပ်ပါစီဘောဗျာဟာတက်ခိုင်ရဘာလို့ကယောက်ျားတွေဘာမှမဖြစ်ဘူးမင်းကလေးတွေဆိုတော့မတင်တော့ဘူးကဲကဲကဲတော်တော်တော်ခိုင်းနာလောက်ချက် တို့တို့တော့ရောက်လဲကိုတော်ဝင်နဲ့ကိုမျိုးလို့စကားလက်ဆက်ဖြစ်ပြီးကိုလောက်ကိုလုံနေရတော့တယ်ကျွန်တော်မင်းကလေးရဲ့အတွက်တဲလေးဆောက်ပေးပြီးလို့ခဏနားလေလိုက်တယ်ကျွန်တော်ကတော့တော်တယ်သွားနေကြမလို့အိမ်ဆောက်တာကရိုးနေပြီမလို့မကြလိုက်ပြင်မဲ့တက်ခိုင်နေပြီးရှင်ကတော့ခုချိန်ထိရောက်မလာသေးကြကျွန်တော်လည်းပြီးရှင်နဲ့တက်ခိုင်ရောက်လာတဲ့အကြောင်းရင်းကိုစဉ်းစားပြီးပြုံးနေမိတယ်တကယ်တော့တက်ခိုင်နေပြီးရှင်ကအသက်တူတူပဲပြီ ကျွန်တော်တက်ခိုင်တဲ့စားတွေ့တုန်းကကြားကြားတကောင်ရဲ့ကြားတကောင်တက်ခိုင်ကိုကိုင်မလို့လိုင်းနေချင်းကျွန်တော်နဲ့အမှန်မထင်တွေ့ပြီးကဲတင်ခဲ့ရတာခင်မင်သွားခြင်းဖြစ်တယ်ပြည့်ရှင်ကတော့ဝန်တကောင်ရဲ့ကုတ်ချစ်မှုကြောင့်တန်ရပလက်ဘွားနဲ့မိမျောနေချင်းကျွန်တော်မြင်ပြီးဝင်ကိုတုတ်တင်တယ်ပြည့်ရှင်ကိုကျွန်တော်နေတဲ့အညာစီရသူခေါ်ဆောင်ပြီးစေကုစေကုပေးရတာခင်မင်သွားခြင်းဖြစ်တယ် ပြည့်စင်သတိရတာတော့သူ့ရဲ့မွေးရစာတိကိုတော့မပြန်တော့ပဲကျွန်တော်တို့ညာစုရောက်မှာပဲအခုချိန်ဒီနေထိုင်သွားခြင်းဖြစ်တယ်ကိုတိတ်ကအင်ဆောက်တာတင်မြန်ပါလားပြည်ကျွန်တော်လည်းအတွေးတွေလက်ရှိအတွေးတွေအကုန်ပြတ်ပြီးလက်ရှိဘဝကို ပြန်ရောက်လာခဲ့တယ်အေးတက်ခါတော့နေကြဆိုတော့လည်းလက်ကအချင်းပါနေပြီမင်းတို့လည်းပြန်မနေရောမင်းတို့တည်လာတဲ့ထင်းတွေဟိုနောက်မှချ ပုံနာမှာစမ်းချောင်းရှိတယ်ရေသွားချုပ်လိုက်ကြကိုတိတ်ခါကမချိုးဘူးလားဗျကျွန်တော်ကခုနကပဲချိုးခဲ့ပြီပြီကျွန်တော်ဝါခောက်ရင်စမ်းချောင်းတွေ့တာနဲ့ရေချိုးလိုက်ခြင်းဖြစ်တယ်တက်ခိုင်နဲ့ပြည့်ရှင်တက်ခိုင်နဲ့ပြည့်ရှင်လဲစမ်းချောင်းရှိရကိုစမ်းတော့ရင်ပြီးသွားကြတယ်မနေ့ခမရတို့အဖွဲ့ရေချိုးခြင်းဟုတ်နာမှာစမ်းချောင်းလို့ရှိတယ်ကျွန်တော်လူမျိုးပြန်လာရင်ချိုးခြင်းတွေသွားချုပ်ကြပါခုလည်းပြောပြီးလို့ကျေးဇူးတင်ပါတယ်ကိုတိတ်ခါ ျမတို့အဖွဲ့မချိုးတော့ပါဘူးရှင်ဒါဆိုလဲကျုံမှာပါလာတဲ့စိတ်ခါတွေလာဖို့ပြင်မယ်စားလိုက်ကြပေါ့ရပါတယ်ကိုတိခကျမတို့မှာရိတ်ခါပြည်စုံပါပါလေမင်းတို့အဖွဲ့ကရေကုန်ကလာကြတဲ့ကရိတ်ခါပြည်စုံယူလာပုံရတယ်အော်ဒါဆိုလဲကောင်းပါပြီကျွန်တို့ဒါဆိုလဲကောင်းပါပြီကျွန်တော်လူတွေရောပြလာတော့ကျွန်တော်တို့တော့ရောပြားစာစားပြီး ိတ်ဆက်ဖို့နေရာယူလိုက်ကြတယ်တော့ကကျွန်ုပ်သွားနေကြတော့မလို့စိတ်မပုံမပြင်းမဲ့နှိမ့်ချစွာအိတ်လိုက်ကြတယ်နောက်မနက်မိုးလင်းတော့ကျွန်ုပ်လည်း9နာရီလောက်မှနိုးလာတယ်ကျွန်ုပ်နိုးတော့တက်ခိုင်တဲ့ပြည့်ရှင်ကမနက်စာထမိုးတဲလို့စားတော့စားပြီးနေကြပြီကိုတိတ်ခါနိုးပြီလားလာဗျာမနက်စာလည်းစားရကျွန်ုပ်လည်းပါလာတဲ့ချိန်နဲ့မျက်နှာတစ်ပြီးမျက်နှာတစ်ပြီးမနက်စာစားလိုက်တယ်ကဲအားလုံးပဲ ြီးထွက်ချမယ်နေပူရင်ခီးကမတွင်မနေမယ်ဗျကျွန်တော်တို့တက်ဖွဲ့လဲအနှက်ဆာစားပြီးခီးထွက်ခဲ့ကြတယ်နေနိုင်တော့လမ်းလျှောက်ပြီးတော့ကျွန်တော်တို့သွားနေကြတော့မဟုတ်တော့လို့ကဲအားလုံးပဲစကားပြောတာတချင်းဆိုတာပုံလေးသွားတာစဉ်းမြင်ပါဒါကျွန်တော်တောင်းနေကြတောင်းမဟုတ်ဘူးတောင်းမဟုတ်တော့ဘူးတောင်းရဲ့တဘာဝကိုကျွန်တော်လည်းတိတ်မသိသည့်တစ်ဖြစ်ဆက်ဆက်ရရကူချက်ကြပါ ျွန်တော်လည်းပြောပြီးကျွန်တော်တို့တစ်ဖွဲ့ဆက်လျှောက်လာရင်စမ်းချောင်းကိုတွေးလိုက်တယ်ဒါနဲ့ခင်ဗျားတို့ဘက်ကဘယ်တော့ကိုသွားမှလဲမြတ်ကျွန်တော်ပြောလိုက်တော့မှတစ္ဆာကမိဘစာရွက်ထုတ်ပြီးတယ်ဒါကတော့ဒါကဘာသဘောနဲ့မတစ္ဆာတော့ဒီနေ့တင်ဆက်ပြလိုက်တယ်ဇလန်းလေးရဲ့နာမည်ကတော့ရွှေချောက်ကိုတမိုင်းနဲ့လူငါတော့ရဆွမ်းဆောင်မှုဆိုတဲ့ဇလန်းလေးရဲ့ပထမပိုင်းဖြစ်ပါတယ် နောက်ပိုင်းတွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာတွေပါလာမလဲဆိုတာကိုအားလုံးပဲအားစင်ခံစားပေးကြပါဦးနော်